ီစင်းနဲ့ပတ်သက်ပြီးတော့ပြည်သူတွေကနေပြီးတော့ဝေဖန်တဲ့မေးခွန်းတွေကိုကျွန်မကအဒီသက်ကိုစားကိုရှင်းနေမှာမထင်ရှားနိုင်ဘူးရှင်အဲ့တော့ဘာမေးခွန်းလဲဆိုအဒီသက်ဟာဒီတိုင်ဝဲဝဲပါတီကစက်တော့ဝင်တိုင်လို့ရအောင်လားဆိုတော့အများကြီးသူကမေးတယ်အဲ့ဒါနဲ့ကျွန်မကရှင်းနေမှာမထင်ရှားနိုင်နောက်ဆုံးမီဒီယာနဲ့လူဝင်မှာတည့်နေမှာပြောထားတာတော့အဲကျွန်မအတ္တနာခံစားထင်ထားတယ်ပြောထားပါတယ်အဲဒါပေမဲ့ကျွန်မဒီပြည်သူလူထုကြားထဲမှာ အဲဒီဟိုအောင်နေမဖြစ်စေချင်လို့ပေါ့နော်ကျမတို့အဲ UEC ပေါ့နော်ပြည်အောင်စုရွေးကောက်ပွဲပေါ်မှာရင်းပယ်ပြီးပါရှင့်ကျမရဲ့ကျမရဲ့အတနာခံစားရင်းပယ်ပြီးဖြစ်ပါရှင့်အဲသို့တော်လည်းကျမဒီလိုရင်းပယ်ခံရတဲ့အတွက်ဒါရင်းပယ်ပြီးသွားပြီဆိုတော့ကျမမပါနိုင်တော့ပါဘူးအဲကျမမပါဝင်မဲ့ကျမတို့ကျမတို့ပါတီရနေပြီးတော့ခုနကကိုယ်စားလှယ်လောင်းနေခဲ့တော့ပဲပါတီမှာကိုယ်စားလှယ်လောင်း6.80ကျော်ရှိပါတယ်ရေရမှာရေပါမဟုတ်ရင်မရေပါနဲ့ ကျွန်တော်ကတော့စတယ်အကျော်နဲ့ပတ်သက်လို့ကကျွန်တော်ကမောင်းတော့ဝယ်ရတယ်အဲ့ကျဆရာလည်းဝယ်ထားတယ်။ကျဆရာအကုန်လုံးကျွေးပါ။အကုန်လုံးကျွေး။အားလုံးကျွေးပါ။အားလုံးကျွေးပါ။အကျော်တွေအားလုံးတစ်ပါးလုံး ဘာများတူကိုပြေးမှာဒုက္ခတွေကိုကြော်တော့တယ်ကြော်နေသေးလားဘေးမရာတွေကိကွာကွာဝေးပါပါဘုရားကြောင့်ကြီးလားအဲဘေးမရာတွေဝေးပါပြီးတော့ဒါမင်္ဂလာချမ်းသာဖို့ရှင်ဖို့မင်္ဂလာရွာပေးသေးတယ်ဟာမင်္ဂလာတောင်ကျွတ်မှတ်ကြည့်ပါတော့တောင်ကျွတ်မြို့နဲ့အမှတ်ပါခင်ဗျာဟုတ်တယ်မှန်တယ်ဒါဒါဘောကြီးကဘူလာကြီးဘူလာကြီးဟောနာဘောဒီမှာလာတာ Okay okay ကျေးဇူးတင်ပါတယ်မှကြီး Okay ပါဗျာတတခိုင်ဤအမတ်လောင်ဖြစ်ခွင့်အတနာခံစားပယ်ချခံရမှုပြည်သူရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်၏လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ပြန်လည်ခွင့်ပြုပေးရန်တင်သွင်းခဲ့သောအတနာခံစားကိုစစ်ကောင်စီလက်အောက်ခံပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ကပယ်ချလိုက်ကြောင်းသိရသည့်နိုင်ငံရေးတကြွလှုပ်ရှားသူများကရင်းဆုံဖြတ်ချက်သည့်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဒေါ်သက်သက်ခိုင်ကိုနိုင်ငံရေးအရာအပြည့်ရှင်းပြစ်လိုက်ခြင်းဖြစ်သည်ဟုတုံ့တက်ကြသည်အတနာခံစားနှင့်ပယ်ဖြတ်ခံရခြင်းဒေါ်သက်သက်ခိုင်သည် ်တန်ချင်းငွေပြဿနာကြောင့်သက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှရှိကပါပြထမ်းချက်နှင့်ညီစွန်းတည်ဟုဆိုက UEC ကိုယ်စားလှယ်လောင်းစင်းရင်မှတည်ဖြတ်ခြင်းကိုခံခဲ့ရသည် UEC ကဒေါ်သက်သက်ခိုင်ကိုအောက်တိုဘာ21ရက်တွင်အမတ်လောင်းစည်ရင်မှပယ်ဖြတ်ကြောင်းထုတ်ပြန်ခဲ့သည့်ထို့သို့ပယ်ဖြတ်ခံရပြီးနောက်အောက်တိုဘာ24ရက်တွင်အကြွေးကိစ္စကိုစူးစမ်းဖြေရှင်းပါမည်ဟုသောခံဝင်ကတိဖြင့်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နှင့် UEC ထံသို့အတနာခံစာတင်သွင်းခဲ့သည် ပယ်ချခြင်းအဆိုပါတနာခံစားပယ်ချခံရမှုကိုနိုဝင်ဘာ14ရက်ပြီး3လုံးပါတီ၏မဲဆွယ်ပွဲတစ်ခုတွင်ဒေါ်သက်သက်ခိုင်ကကိုယ်တိုင်ထုတ်ဖော်ပြောကြားခဲ့သည်နိုင်ငံရေးတုံ့တက်ချက်နှင့်အခြားဖြစ်ရပ်များမုံရွာခြေဆိုင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတို့ကမင်းအောင်နိုင်ကသူတို့အလိုရှိတဲ့အေးမောင်ကိုကြတော့အမတ်လောင်းဖြစ်ဖို့လူငင်းတောင်ပေးခဲ့သေးတာပဲတက်သက်ခိုင်ကိုအမတ်လောင်းပြန်ပေးလိုက်လို့လည်းရတယ်ဘာလို့မပေးသလဲဆိုတော့အပြည့်ရှင်းခြင်းလို့ကိုမပေးတာဟုတုံ့တက်ပြောကြားခဲ့သည် UECD အောက်တိုဘာ16ရက်တွင်ဒေါ်သက်သက်ခိုင်ကိုကိုယ်စားလှယ်လောင်းတတိခံကပြထုတ်ပေးခဲ့ပြီးမှပြန်လည်ပယ်ဖျက်ခဲ့ခြင်းဖြစ်သည့်ထို့အပြင်ဒေါ်သက်သက်ခိုင်သည်အောက်တိုဘာ30ရက်တွင် ကမ္ဘောဇာဘန်သို့အကျွေးသိမ်းငါတောင်းဆက်ပြကအတနာခံစားလက်ခံရေးအတွက်ကြိုးစားခဲ့သေးသည်ဒီကိစ္စတော့ပါဒီလိုနားရောင်းဝင်ရဲ့အချင်းပြပါတယ်ဒီခင်ဗျားကခြေတော်ကအစိုးရဝင်နေနေပါတယ်ဒီလိုဝင်တော့ပေါ့ရှင်ဒီမှာဒုံးစည်းကုရလို့ ਨੇ လုံးကြီးပြတော့မို့အိမ်လုံးကြောင့်ဟုတ်ဇေယျရဲ့တော့မလို့တောင်းဝင်တဲ့ကံကတောင်းရမှာလိုက်တာပါရှင် ကျမကအရင်ကမှလူသားနဲ့ပုံစံပဲဒါတောင်မလို့ပြုလို့ရှိတော့ပါဒီလိုကျမကစိတ်နှောက်ကိုလို့ရပြီတော့ဒါတော့ပါရှင်းလာရောက်ပြီးတော့ရအောင်ပေါ့ပါကျေးဇူးပါရှင်ကျေးဇူးပါရှင်ကျေးဇူးပါရှင်ဒီနေ့ရေနာရေဒုံးကြီးရရှင်အနေနဲ့ကိုရောရအောင်လို့ယုံကြည်လို့လေးစားလို့အားရဝင်ရပါပါအဒီကနေ့ပတ်သက်ပြီးတော့ပြည်သူတွေကနေပြီးတော့ဝေဖန်တဲ့မိန်းကလေးကိုကျမကအဒီတက်ကိုစားလို့ရှင်ထဲမှာမခံစားနိုင်ဘူးရှင်အဲ့တော့ဗာမေးဝဲဆိုအဒီတက်ဟာဒီတန်ကုန်ရဲ့ပါတီကစက်တော့ဝင်တန်ကိုရောက်အောင်လားဆိုတော့အများကြီးပြောပေးတယ်အဲ့တော့ ူတွေကိုဒါကျမတို့ဘာရှိတဲ့လူတွေကိုတို့ကပြန်ပြောစံနေတယ်ဒီလေအဲ့ဒီကိုဆုံးကြည့်ရဲကျမဒါမဲ့အခြားပြည်လူတွေကိုဒီမျိုးဒီကိစ္စနဲ့ပတ်သက်ပြီးကျမထင်ရှားနေလို့ရတာပါရှင်ဟိုကျမကျမကိစ္စလေးလည်းသိမှာပါနော်အဲကျမလည်းညကျမဟိုပေါ့အခုဒေါက်တာသက်သက်ခိုင်ကဘယ်လိုလဲလို့ပြောရင်တော့ကျမပါတီမှာဥက္ကဋ္ဌဖြစ်ပါတယ်အဲသို့တော်လည်းအမျိုးသားလွတ်တော်အဟိုပေါ့ဒီလေးအများဆုံးရတဲ့အနိုင်ကိုမဲဆန္ဒနဲ့အမှတ်ညစ်မှာရှောက်ထားပြီးတော့မှရင်းပယ်ကန်ထားရတဲ့ကိုယ်စားလှယ်လောင်းဖြစ်ပါတယ်ရှင် ။အဆိုဖြင့်ကျွန်မနောက်ဆုံးမီဒီယာနဲ့လုံလောက်မှာပြည့်နေမှာပြောထားတာနော်။အဲကျွန်မအတန်းခံစားခဲ့တာလည်းပြောထားပါရဲ့အဲဒါပေမဲ့ကျွန်မဟိုဒီပြည်သူလူထုကြားထဲမှာဒီအော်အတော်ငင်းမဖြစ်စေနဲ့တော့ပေါ့နော်ကျွန်မကိုအဲ UNIC ပေါ့နော်ပြည်အောင်စုရွေးကောက်ဘက်ကောင်ရှင်ညှိနှိုင်းပေးရချင်ကျွန်မရဲ့အဲကျွန်မရဲ့အတန်းခံစားညှိနှိုင်းပေးဖြစ်ပါလိမ့်ရှင်အဲသို့တော်လည်းကျွန်မဒီလိုညှိနှိုင်းပေးခံရတဲ့အတွက်ဒါညှိနှိုင်းပေးသွားပြီဆိုတော့ကျွန်မမပါနိုင်တော့ပါဘူးအဲကျွန်မမပါပေမဲ့ကျွန်မတို့ အဲကျမတို့ဟိုပါတီကနေပြီးတော့ခုနကိုယ်စားလှယ်လောင်းနေကဲ့သို့ပဲပါတီမှာကိုယ်စားလှယ်လောင်း690ကျော်ရှိပါတယ်။အဲဒီ690ကျော်မဲပေးခြင်းအပြင်ကျမတို့ပါတီကိုအားပေးကြတာအဲ့လိုအားပေးခြင်းအပြင်ကျမတို့ပါတီထွက်တော်ရဲရောက်သွားရင်ပြည်သူလူထုကိုကိုယ်စားပြုတဲ့အတန်းပြည်သူလူထုရဲ့အခန်းစားချက်တွေပြည်သူလူထုရဲ့လူမှုဘဝဒုက္ခတွေခေလည်နိုင်မဲ့ ပြည်လည်လိမ့်မယ်ပေါ့နော်ဟိုဒီလူဝါဒတွေကိုရရှိအောင်လုပ်အတွက်ကျမတို့အစိုးရမဖြစ်တည်တိုင်အောင်လည်းကျမတို့ဖွဲ့ပေါ်တွေကတောင်းပါမယ်အတကယ်လို့ပြည်သူလူထုထောက်ခံဖို့များလို့အစိုးရဖွဲ့တွေရောက်သွားရင်လည်းကျမပြည်သူလူထုရဲ့အကျိုးကိုဆက်လက်ပြီးထမ်းဆောင်ပါမယ်အဲနောက်ဆုံးအမြင့်ဆုံးကတော့ကျမတို့အာဒါအာဏာရပါတီဖြစ်သွားရင်တော့ကျမတို့လူဝါဒတွေကျမတို့အပြည့်အဝအကောင့်ဆက်ပေါ်နိုင်မှာဖြစ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်ကျွန်မကိုမေးတဲ့အတွက်လေအကျွန်မမီဒီယာတွေနဲ့ဒါလို့ပြစ်စင်တယ်လို့ပါကျွန်မလက်တော်မပြောသေးတာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော် ော်ပြီးလို့ရှိရင်ကျမကပေါ့နော်ကျမမပင်ရနေနဲ့လေကျမရဲ့လုပ်ကောင်ပိုင်မဲ့ကွန်ဆယ်လေလောင်းနေရတယ်ဒီလိုတက်တက်ချွန်းချွန်းနဲ့လူလူတွေ့ဆုံပွဲပြည်သူလူထုရဲ့ဩဝါဒခံပွဲဒါဒီချင်းပါနေတဲ့နောက်ပင်ဖို့တည်တည်ပြီးတော့မှဒီအခမ်းအနားတွေချင်းပါနေပြီးပြည်သူလူထုနဲ့ထိတွေ့နေကြတဲ့ပကျေးဇူးများကြီးတင်ပါတယ်လို့ကျမပြောချင်ပါတယ်ရှင့်အားလုံးကျေးဇူးတင်ပါတယ်ရှင့်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ရှင့်ဒီနေ့ဒီပါတီကိုနိုင်ရခဲ့ရင်တမီးတို့ပင်ဖို့မျိုးနဲ့ပညာရေးခံနာလေးကိုပြည်ထောင်ခံနာလေးကိုပြည်နေတယ်တင်ပါတယ်ရှင့်အားလုံးပါဟုတ်ကဲ့ပါရှင့်ကျမကျမတင်တာလေကျမတင်တာမမအောင်ဆိုကျမလည်းရန်ကုန်တိုင်းထဲမှာတော် ော်ရောက်ပြီပေါ့ဆိုတော့ရှင်ကျမစိတ်ကြီးခဏတော့ရောက်သွားတဲ့အချိန်မှာတော်တော်လေးစိတ်မကောင်းပါဘူးကျမကျန်လာတော့ရန်ကုန်တိုင်း55မြို့နယ်ထဲမှာစိတ်ကြီးခဏတော့တော်တော်လေးလုတ်ပြီးဆရာကြီးများတာဟုတ်ပါရဲ့ရှင်ဆိုတော့ရှင်အဲ့ဒါကြောင့်မို့ကျမစိတ်ကြီးခဏတော့အာကိုယ်စလေလောင်းနေဒီနေ့ပါလာမသိကျမတို့ကဖြစ်ပါမယ်ရှင်။ဟုတ်ကဲ့ဆိုလို့ရှိရင်ကျမတို့ကျမတို့ကိုယ်စလေလောင်းနေတစ်ချိန်မှာရွေးကောက်ခံကိုယ်စလေဖြစ်သွားတယ်။ခုနကကိုယ်စွေဖောက်ပြောသွားတယ်လို့ ရွေးကောက်မခံရသည့်တန်ကောင်ကကျွန်တော်တို့တင်နန်းနေဆက်ပေးပြီးတော့မှပြည်သူလူထုကြားထဲမှာသူ့ပိန်ပြင်ခဲ့အောင်ပေါ့နော်ပြည်သူလူထုဘဝကဘလို့ဖြစ်နေတာလဲဘလို့ခံစားနေရတာလဲဘာတွေဖြစ်ရှိပြီးဖို့လိုအပ်နေတာလဲပြည်သူဆန္ဒပါလဲကြုံရင်းချက်ကပါလဲဒါတွေကျွန်တော်တို့ဆက်ပြီးတော့မှကိုယ်စားလှယ်လောင်းနေရွေးကောက်ခံကိုယ်စားလှယ်နေတဲ့ကျွန်တော်တို့ဆက်လက်ဆောင်ရွက်သွားပြီးတော့မှပြည်သူဘဝကိုမမြင့်တင်ခဲ့ဖို့ကျွန်တော်တို့ဆောင်ရွက်ပါလိမ့်ရှင်ကျွန်တော်တွေ့ပါလိမ့်ရှင် အတွေ့ပါချင်းစိတ်ကြီးခဏတော့မှလုတ်ပေးဆရာမြန်မာရေးတွေ့ပါဘူးဟုတ်ကဲ့ပါရှင်ဒီနေ့တော့ဆက်ကြည့်ပါဦးဒီလို YouTube လေးသားကိုလည်းဝင်ရေးဖြစ်ပါတယ်တမီးကစိတ်ကြီးခဏတော့ကဆရာပါပါတယ်ဥပမာပြပါပါရှင်ဒါဒီအဖွဲ့ဥက္ကဋ္ဌကဟုတ်ကဲ့ကျေးဇူးပါရှင်ကျေးဇူးပါရှင်ကျေးဇူးပါကျေးဇူးပါကျေးဇူးပါ Magic page နာကြာကြောင်းတော့တိမ်ပါခက်ခဲရတော့တပေါင်းစင်းမရှိဘူးရှင်ပြတာ။ဟိုအရင်တော့တော့ဆက်ရောက်နေမှာလို့ဘူးပါတယ်။ဒီခက်တဲ့ပုံရင်းရတော့ဆက်ရောက်ရင်လက်တိတ်မကမ်းနိုင်ဘူးလို့တော့ဟုတ်ကဲ့။ ။အများမပေါ်နေနဲ့ဟာလို့ပြန်လဲစီပြပါဦး။သူအခုရလာရင်မရပြလို့ဆိုတာတတိပေါင်းဝဲလောက်ပဲရပါတော့ခလေးလေးကသူတမီးကြီးလေးကလည်းကြောင်တက်နေချိန်ကတော့ပတ်စံနေပိုင်ဦးတက်မိုင်းပေါ့နော်အလုပ်လဲပြန်လို့ချင်ပါလေဗောအဲ့တော့တကောင်လေးလေးနဲ့မပေါက်ရင်တို့ချင်ပြီပါအဲ့တော့ဘလို့ဘသူ့အမေကဘူးတိုင်နေလို့ရမလဲဆိုတာပေါ့နော်အဲ့လေချင်ပါမေကုံမေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။မေကုံမေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။တမီးလေးအတမီးလားတားလား။တားလေ။ဟောတားလေးကအသိနည်းကဘယ်လောက်ရပြီလဲ။ ဟာတနည်းနဲ့လေးလားကြီးလျက်ဘယ်လောက်လဲဆို။ဟာကြီးလျက်ဆက်တဲ့ဆိုလို့ရှိရင်ဒီလိုမိသားစုတွေကျွန်တော်တို့မြန်မာနိုင်ငံမှာအများကြီးရှိတယ်ပေါ့နော်။ဆိုလို့ရှိရင်အဖေရောအမေရောလုံလုံချင်းလဲပြီးလို့ရှိရင်ကလေးကလည်းမိမိခင်တောင်းဝန်နဲ့ဆိုတဲ့ခါကျတော့ကလေးကလည်းအဲကလေးကိုလည်းကြည့်ရှုဖို့လိုတဲ့ခါကြတော့အလုတ်လုတ်ရှင်ပဲမဲ့အလုတ်ကထွက်ရတာပေါ့နော်အဲဒါမျိုးလေးတွေမဖြစ်အောင်ကျမတို့က family friendly work environment ဆိုတာ အဲဆိုလို့ရှိရင်မိခင်နဲ့အလုံးလုံးရင်းနဲ့တာသမီတာသမီတွေလည်းမိကလေးတိုင်းကြောင့်မှထားပြီးတော့မှမိခင်နဲ့တာသမီနဲ့အတူတူအလုပ်တက်တာမျိုးပေါ့နော်အလုပ်တက်အလုပ်ဆင်းလုပ်တာမျိုးပေါ့နော်ဒါမျိုးလေးတွေဖြစ်အောင်ပြီးဒီထက်ကြီးလာလို့ရှိရင်လည်းကျွန်တော်တို့မိကလေးတိုင်းကြောင့်နေပေါ်ခြင်းအပြင်မိကလေးတိုင်းကြောင့်ဆိုတော့အဲဟိုပေါ့စီဝါရေးလုပ်ငန်းလေးတွေတဖြည်းဖြည်းပေါ်ပေါက်လာမှာပေါ့နော်ဆိုလို့ရှိရင်ကျွန်တော်တို့ပါတီကစူးစမ်းနေပါတယ်အခုတမီပြောချင်တာအဲ့ဒါကတော့တဖြည်းဖြည်းနဲ့စူးစမ်းရမှာဖြစ်ပါတယ်ဆိုလို့ရှိရင်အခုတမီပြောချင်တာကတော့ပုံစင်းလုံးမြင့်ပြီးတော့မှလစာ အဝင်ဝင်နေနေပြီးတော့မှအလုံလုံရက်နဲ့ဆင်းရဲနေတာပေါ့နော်အဒါလေးတွေဖြစ်နေတာဒါလေးတွေကျွန်တော်တို့ဖြေရှင်းဖို့လိုပါတယ်အဲနောက်တစ်ခုကဘာလဲဆိုလို့ရှိရင် map page နဲ့ပေါ့နော် map page နဲ့နိုင်ငံသားမှတ်ပုံတင်ရပြီလားတမီးအမ်အမပေါ်တင်မရှိဘူးဆိုတော့အခါကြတော့အဲအဲ့ဒါဆိုတော့ကျွန်မတက်ဆိုင်ရပေါ့နော်မြို့နယ်ကကိုအောင်ပြည့်စုံဟိုအရှိလားအနောက်လားရှင့် လိုင်းသားရရှေ့လာလားခုနှစ်ရက်ကွက်ခုနှစ်ရက်ကွက်အရှိအဲလိုင်းသားရရှေ့ပေါ့နော်လိုင်းသားရရှေ့ရကိုစလေလောင်းနေကုညီပေးလိုက်ပါအောင်ပေါ့နော်အဲကျွန်မအဲ့ဒါလေးတောင်းအောင်ပေးချင်ပါတယ်လိုင်းသားရရှေ့ရကိုစလေလောင်းနေအဲဘာဖြစ်လို့လဲဆိုလို့ရှင်ဒါမြန်မာနိုင်ငံသားမြန်မာလူမျိုးဖြစ်တယ်ဖြစ်တယ်မြန်မာနိုင်ငံရဲ့မှတ်ပုံတင်ရထိုက်တဲ့ဒီဟာပေါ့နိုင်ငံသားတွေဖြစ်တယ်ပေါ့နော်အဲဖြစ်တဲ့အခါကျတော့မဲရလည်းပေးချင်တယ်ဆိုတော့လေဆိုလို့ရှင်ဒီကိုစလေလောင်းကြီးကိုဆက်သွယ်ပါရှင်ဥတန့်စင် ့ဆိုလို့ရှိရင်ခုနကနေတော့ပွဲပြီးတာနဲ့တခါလဲဆက်သွယ်ပြီးပါလေဆိုလို့ရှိရင်ဖတ်ပုံတင်ရရှိရေးပေါ့နော်အမျိုးသားဖတ်ပုံတင်ရှိပါအမျိုးသားလည်းမရှိဘူးဆိုလို့ရှိရင်ဖတ်ပုံတင်ရရှိရေးပေါ့ရှင်အဲ့ဒါလေးကလောဝကလည်းတေချာလုတ်ပေးနေပါလေတေချာလုတ်ပေးနေတယ်ဆိုတော့အဲတချို့ပြည်သူလူထုတွေလည်းရုံးကနာကိုမသွားရဲတာပေါ့နော်အဲဒါမျိုးလေးတွေလည်းရှိတယ်ပြီးလို့ရှိရင် form တွေ အဲပုံစံနဲ့ရမ်းဖြည့်ခိုင်းလိုက်တဲ့အချိန်မှာကြောက်သွားတာလို့ပါလို့ပေါ့နော်ဆိုလို့ရှိရင်ကုညီပေးလိုက်ပါချက်အဲကုညီပေးလိုက်ပါအဲဆိုကျေးဇူးတင်ပါတယ်ချက်ကျေးဇူးတင်ပါတယ်ဒီလိုမျိုးအခက်အခဲတွေ့နေတဲ့အလားတူပြည်သူလူထုတွေအများကြီးရှိပါတယ်ကျွန်တော်တို့တက်ဆိုင်ရမြို့နယ်ကနေပြီးတော့မှကုညီပေးချင်ပါတယ်ချက်အဲတက်ဆိုင်ရမြို့နယ်ကနေကုညီပေးကြပါလို့ကျွန်တော်မြတ်တမ်းရခံလို့ချက်ကျေးဇူးတင်ပါတယ်ချက်ကျေးဇူးတင်ပါတယ်ဟုတ်ဟုတ်